ီနေ့ကတော့ချစ်တိထမင်းတွေတယောက်ကိုအဝါစား8000ကျပ်ကစပြီးစားလို့ရမယ့်အပြင်ဟင်းပွဲတွေကိုကိုပိုင်မဆလာနဲ့ချက်တဲ့ Star ချစ်တိထမင်းဆိုင်လေးမှာပထမ floor ရိုက်ခဲ့တော့ကလည်းအရန်ပောက်ခွဲတာမို့လို့ဒီတစ်ခေါက်ကဟင်းပွဲလက်ရအတူတူပဲရတယ်တန်တကောင်ဆိုင်ခွဲလေးမှာတွားစားမှာပဲဖြစ်ပါတယ်ကျွန်တော်တန်တကောင်ရောက်ဖြစ်နေတော့ပထမတစ်ခေါက်လည်းကျွန်တော်က video ရိုက်ဘူးတယ်ဒီ video ကလူကြိုက်များပြီးတော့အရန်လက်ပောက်တယ်ကျွန်တော်ကဒါစတားချစ်ဒီသမင်းဆိုင်မှာကျွန်တော်ထပ်ပြောလာစားပါတော့ဒီဆိုင်လေးရောက်ကျွန်တော်တို့ဒါတောင်ကုံမြို့နယ်တောင်မြောက်လမ်းဆောင်အနီးအမှတ်နဲ့လမ်းမပေါ် BOC စီဆိုင်ရဲ့ဝင်ထဲမှာရှိရပါတော့ စတာချစ်တီသမင်းဆိုင်ဆိုင်ဝဲတစ်ပေါ့နော်အဲ့တော့အထဲမှာသွားပြီးတော့ချစ်တီသမင်းစားမယ်အရင်လဲစားကြည့်နေတာပေါ့နော်ဒီရပိုင်းအကြောင်း ဒီဆိုင်လေးမှာကအသားဟင်းသွက်ဆိုရင်လည်းနေ့စဉ်15မြို့လောက်ထိရပြီးဟင်းချက်မဆလာကိုကိုယ်တိုင်ကြိတ်ပြီးအသုံးပြုတာပေါ့နော်အဲ့အပြင်လူမျိုးဘာသာမျိုးစားလို့ရအောင်ဟာလာအသားများကိုအသုံးပြုချက်ထားတာဖြစ်ပြီးထမင်းကိုလည်းရွှေဘိုပေါ်ဆန်အမြင့်ဆုံးဆန်ကိုတာတုံးထားပါတယ်ဒီမှာကတော့ဈေးအနည်းဆုံးဘဲဦးငချောက်6000ကျပ်ကနေစားစားလို့ရပြီးအသားဟင်းပေါ်မူတည်ပြုဈေးမျိုးမျိုးရှိပါတယ်ရန်နိုင်တဲ့ဟင်းပွဲတွေကတော့စိတ်သားစိတ်ကြောစိတ်အုံနှောက်ကျက်သားကျက်ကြောလို့နဲ့စားမယ်ဆိုရင်တောင်းတထောင်ကျပ်ဖြစ်ပြီးတော့စိတ်ကလီစာစိတ်ကောင်းတာ9နဲ့ဆိုရင်တော့1000ကျပ်ပါ fighting ball နဲ့ဆိုရင်တော့1000ကျပ်ဖြစ်ပြီးပဇွန်တုံးနဲ့ငရံကောင်းကတော့အရွယ် ွယ်စားပေါ်မူတည်ပြီးတော့တောင်း9000ကနေ2000ကျားသိရှိပါတယ်။စိုင်စားအပြင်ပါဆယ်နဲ့အလှူမင်္ဂလာပွဲတွေအတွက်ပါအထူးအော်ဒါလည်းမှာယူလို့ရပါတယ်နော်။ကျွန်တော်အခုဒါမှားထားတယ်ဘဲဦးငချောင်းနဲ့ဆိုရင်တွားကြအောင်အဝါစားဖို့မှာဒါ8000ကျပ်ပေါ့နော်ကျွန်တော်ကတော့ဒါဘဲဦးငချောင်းနဲ့အဝါစားပုံနဲ့မှားလိုက်တယ်ဒီဘက်ကစိတ်ကောင်းသားနဲ့စိတ်ကလေးစားအောင်အသားဟင်းအနေနဲ့တပွဲစီတက်တက်မှားရတာပေါ့နော်ဒါလိုအသားဟင်းတပွဲစီမှားမယ်ဆိုရင်တော့ဒီနှမျိုးကြောက်တော့တပွဲကို6500ကျပ်ပြန်ပေးရပါပေါ့နော်ကြက်သားအတွက်ဆိုရင်တော့တပွဲကို9500ကျပ်ပေါ့နော်ဒါချစ်သီးသမင်းစားပြီးဆိုရင်တော့ဒီပပလာကျော်လေးကျွန်တော်အမြဲမှားစားတတ်တယ်ပေါ့နော်ပပလာကျော်လေးကကျတော့တပွဲကို2000ကျပ်အခုေး ဟုတ်ပဲဟင်းလေးထည့်ခြင်းလို့ကွာပကံလေးနဲ့လည်းမှားလို့ရတယ်လို့အဲတက်တက်အဲ့လိုပေါ့နော်ပုံးလိုက်လာပြီးတော့ထည့်သေးခြင်းနဲ့ဆိုလည်းလာဆန်းပေးရပေါ့နော်နည်းနည်းရွှဲရွှဲလေးကွာလေပဲဟင်းကိုပဲစင်းကိုတစ်မျိုးတည်းပဲအသုံးပြုတော့ချက်ထားပါပေါ့နော်အဲ့တော့အာချစ်တီသမီးရဲ့ပဲဟင်းစစ်စစ်ကိုစားနိုင်တာပေါ့နော်ဘဲဦးငှချောက်လေးပါပူပူလေးပဲရှိသေးတယ်အဲ့လိုပဲဟင်းပူပူလေးနဲ့နေပြီးစားတာပူရတာရှိတယ်ကဲတော့ဆောင်ကြပါဦးတောင်မြိုကြီးကျော်လေး ပါအဲ့လိုလေချစ်ချစ်မင်းကိုလေပဟင်းရွှဲရွှဲလေးစမ်းပြီးရင်ဟင်းနဲ့နဲ့ငယ်ဖက်ပြီးတော့ပါပလာကြော်လေးကြိုက်စားလုံးဝအသက်ပဲဒါဆိုအဆက်လေးကြိုက်တယ်ဆိုရင်တော့မြုပ်တီးကြော်လေးကြိုက်စားပါတော့နော်ဒါကတော့ချက်ပေါင်ပေါ့နော်တော့ရေမုံနဲ့ချက်ပေါင်ရှိရယ်အဲ့ဒီပြန်ဆိုတော့ဗမာကြောက်ပဲတော့အသုံးပြုတာပေါ့နော် ဘကျူကျော်ဘကျူကျော်ကြတော့လေတော့အဲ့လိုအမြဲတမ်းပြောင်းလဲပြောစီစီပေးထားပါဗောနော်ကျေးဇူးပါလိုက်ပွဲအတွက်ဆိုရင်လည်းတော့သမီးုံနဲ့တီးတန့်ကိုလာချပေးထားဗောနော်အသာဟင်းအတွက်ဆိုရင်လည်းတမျိုးချင်းစီရဲ့အနှစ်ရတာတော့မတူဘဲနဲ့ဟိုမှာတကယ်လည်းညှိနှိုင်းမရှိဘူးအရန်လည်းသမီးနဲ့စားလို့လိုက်ဖက်တယ်ဗောနော်ရွှဲရွှဲလေးပဲကွာကျေးဇူးပါငရပါပြီကွာ

ချစ်တဲ့ထမင်းဝါစာပုံစံကတော့အသားဟင်းသပွဲစာနဲ့ထမင်းအရန်ဟင်းပဲဟင်းမနှုတ်တနီဟင်းရေပါကျယ်ရီစာတွေကစိတ်ကြိုက်ဝါစာပဲဖြစ်ပါတယ်ပွားကျင်လေးရတယ်ဒင်ဂျီလေးနှစ်နှစ်ခါအဲ့ချစ်တဲ့ထမင်းစားပြီဆိုရင်ဝါစာမှကျင်နေတာရပြီပေါ့ကျေးဇူးပါပြီးမှထပ်လိုက်ရအောင်ဟာရပါပြီပေါ့ကျေးဇူးပါအကွာကျွန်တော်ဒါစိတ်ကလေးစာလေးနဲ့ထည့်ထားပါဘောနော်ဗီဒီယိုရိုက်ပြလို့ဒါဟင်းတွေကို၃လေးမျိုးကျွန်တော်မှားပြီးစားပြပါဘောတကယ်တမ်းဆိုရင် ဒါကိုစိတ်ကြိုက်8000တတောင်းလောင်းနဲ့ဘိုင်ဝါအောင်ဒါချစ်ချစ်မင်းဝါစားလို့ရပါတော့။စက်ကလေးစားလေးရလောညင်းနဲ့မရှိပဲနဲ့လေမြူးအိညာပဲ။ကျွန်တော်ကတော့ဒီမှာစိတ်တားဟင်းလေးနဲ့မာတာ။ဘာလို့စိတ်တားနဲ့စားမယ်ဆိုရင်တော့တောင်းတစ်ထောင်နဲ့ဝါစားလို့ရရပါတော့။ ညီနဲ့လုံးဝမရဘူးအသားကလည်းနူးဣနေတာပဲပြီးတော့ဟိုမျိုးအမွေးကြိုင်အရင်ပြင်းနေတာမျိုးမဟုတ်ဘူးအသားဟင်းရဲ့အရာတာကြီးတော်တော်စားလို့ကောင်းတယ်ဒီဆိုင်ကဟင်းပွဲဒီအားလုံးကိုလည်းတုမင်္ဂလာဆိုင်ခွဲကနေမှချက်ပြီးပို့တာဖြစ်တဲ့အတွက်ကြောင့်လက်ရလည်းအတူတူပဲ၁၁လောက်ကနေဆိုင်မှာစားလို့ရတယ်အင်းဒီလိုလူလူချုပ်ပွဲလေးလည်းရရပါတော့เนาะကျွန်တော်တို့ဒီနေ့စပြခဲ့တဲ့တိုင်ခင်ကကြတော့ တောင်ကုန်မြို့နယ်တောင်မြောက်လမ်းဆောင်အနီးကိုစီစီဆိုင်ဝင်ထဲမှာရှိတဲ့ Star City ဒီသမင်းဆိုင်ကြီးပဲဖြစ်ပါရယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်နောက်လည်းဘယ်လိုဆိုင်လေးတွေကိုခေါ်အောင်မလဲဆိုတာဆက်လက်စောင့်ကြည့်ပေးပါအောင်တတ်တာ